ညီမအမေရေးတဲ့စာအုပ်အကုန်လုံးကိုထိုင်းဖတ်တယ်ငငယ်တဲ့ကအဲ့လိုစာဖတ်တာရန်ဝတ်တကပါတော့တုံးချင်းစီတိုင်းတို့တချို့စာအုပ်ဆိုရင်ဆိုရင်၃၄ခါလောက်ကိုဖတ်ပူတယ်ဟာသူငငယ်ပါဘောเนาะခလေးပြုဆောင်လို့တော့ရိုက်စီချင်တဲ့ character လေးတစ်ခုရှင်းဒါပေမဲ့မရိုက်ဖြစ်ခဲ့ဘူးပေါ့အဲ့တော့ကလေး character လေးဆိုအခုမှရရရင်တော့လည်းလည်းအသက်ကြီးသွားပြီပေါ့အဲ့ဒီမိုးကုတ်ဆဝိုင်းဆိုရဲကားလေးတစ်ခုရရှိပါတယ်ကြိုက်တာကြိုက်ခဲ့ပါ တိုက်တာဆိုရင်တော့အအခုရွှေရုပ်လိုခရီးတာဆိုရင်တော့ဒီမှာတယောက်ဆောင်ဟာတကယ်သဘောကျတဲ့ခရီးတာပြောရပါပေါ့နော်ဒါပေမဲ့အခုရိုက်ခဲ့တဲ့ခရီးတာအကုန်လုံးလည်းသဘောကျပါတယ်အမတ်တရားတွေက KBC ဆိုတဲ့ခရီးတာဆိုလည်းညီမအရင်သဘောကျခဲ့ရတဲ့စကောင်းပါရှင့် match on my lips hot like june but no why shutting the lights off in this room ကဲဒါ UCO NDT တို့ ာဆိုလာပြီးတော့အပေးဖြစ်တာပါရှင်။အာထွေလာလေးကကြည့်ပြီးသွားရည်လား။အာထွေလာလေးကမကြည့်ရသေးဘူးမဒီဒီအရှူတရားနေလာပြီးတော့အပေးရပါမယ်။အာပရိသတ်တွေအားပြောအရင်ဝန်တာပါရဲ့ကိုတယောက်ဆောင်ထားတဲ့အဲ character လေးတစ်ခုပြီးတော့ဒီစကားလေးလည်းပေါက်တယ်ဆိုတော့တကယ်ဝန်တာပါရှင်။ဟုတ်ကြည့်ဖြစ်တယ်အဲဟို ်လေကောက်ဝယ်ပြီးမယ်လို့ပါအဲ့အခဲဘူးနော်အဲ့ဒါလေးဆိုခဏခဏပြန်တက်ပြီးအကြည့်ပြန်လိုက် short video လေးအများကြီးပြန်တက်လာ TikTok မှာကြည့်ရမယ်ဖြစ်ဖြစ် Facebook မှာဖြစ်ဖြစ်ပေါ့တကယ်မှတ်တရားဖြစ်ပါတယ်ဒီကားရိုက်နေုံနဲ့အချိန်အကြာဆုံးပဲပေါ့နော်အဲ့တော့ဒီ character နဲ့အကြိုက်နေခဲ့ရတော့အရင်အမတ်ပြဖြစ်ပါအမတ်ပြရည်လည်းအများကြီးရှိပါရှင့်အဆွေရုပ် character ကြောင့်ဟိုကပြောင်းလဲသွားရည်ရည်ဒီမှာလေးအပြစ်မှာအဲ့လိုပြောင်းလဲသွားပြီးတော့ရှိပါတော့ဒါပေမဲ့ ဒီကားရိုက်ပြီးပြီးရှင်းကြပါစိတ်ထဲမှာရွှေရုပ်ကအရန်တော့ဆွဲသွားပါတော့နောက်တပတ်လောက်ထိကတော့ကိုယ့်ကိုရွှေရုပ်ဆွေရုပ်ဆိုဝင်နေမြတ်အအမြဲဆွဲနေပါအာသဘောကျပါရဲ့ကောင်မလေးကိုဒီမှာအရန်လဲချစ်တယ်အရန်လဲခယူးဆိုင်တယ်ဆိုတော့အဲ့လိုတိုက်ပြီးတော့အကောလုံးကြိုက်ကြပါတယ်အဲဒီကဲမှာကိုရှိမင်းရဲ့ character ချုပ်ချယ်ရလွဲနော်သူကအကုန်အကုန်ကောင်းတယ်ပေါ့နော်အဲကောင်မလေးတဲ့ ideal type လို့ပြောလို့ရတယ် ြည့်ရင်တော့မွန်းကြတာပေါ့နော်ဘယ်ဟိုမသွားဒီမသွားအကုန်လုံး line ချုပ်ချယ်နေတာဆိုအဲနှစ်ယောက်ကဒီကားကလည်း toxic relationship ဖြစ်နေတာဆိုတော့နည်းနည်းမွန်းကြမယ်လို့လည်းထင်ပါတယ်ဒါပေမဲ့တစ်ခါကြည့်ရင်လည်း romance လေးပါတော့အဲ့လို နုနုညံ့ညံ့လေးလည်းပါပေါ့တခါမှလည်းရဖြစ်တာရောကြက်ကြက်နဲ့တန်းနေမိကတော့ကားတိုင်းလိုလိုသူကအားပေးပါတယ်အကောင်းဆုံးစူးစမ်းဖို့ပဲပြောပါရှင်ဇက်လေးတခုတော့ရှိရပေါ့တော့ဘဝတောင်ရယ်ဆိုရဲဇက်လေးတခုအဲ့ဒါလေးရောရိုက်ချက်ပါရှင်ဟုတ်ဟုတ်အဲ့လိုအဲ့ဇက်လေးကဘာဖြစ်နေတယ်မိရဲ့ထင်ပါမိကတရံကိုတော့ပြည့်ပြည့်လို့ပြောတယ်အဲ့ဇက်လေးဆိုတော်တော်ကြာပြီးဖြစ်တယ်တော့ငယ်ဆန်နှစ်ကျော်လောက်ဖြစ်နေအဲ့ဒါကညီမငယ်ငယ်လေးတည်းက အဆောက်လေးဖတ်ထရပါတော့တိရုပ်ဆောင်မလုပ်ခဲ့တဲ့အဆောက်ကိုဖတ်အရင်တိရုပ်ဆောင်ချင်တာအဲစက်ကားလေးကိုပေါ့တဲ့အဲ့အဲ့ character လေးကတော့တော်တော်သဘောကျတယ်ကောင်ပါလေးရဲ့နိုင်နာမည် Iris ပေါ့နော်အဲ့ဒီဇာတ်လေးဒါအဲ့လိုကြီးလာလို့ရိုက်ခွေရအကောင်ပဲဆိုပြီးတော့ပြောဖြစ်တယ်ရှင်ပြီးတော့ဇာတ်လေးကရွှေရုံးနဲ့တော့နည်းနည်းလေးတော့စင်စင်နေတာမဲ့နည်းနည်းလေးကွဲပေါ့ ကနေ့ကနေ့ရောရိုက်ဖြူမှာဆင်ပါအဲ့ကရက်တာနေဟုတ်ကဲ့အမေရေးတဲ့စာအပေါ်တော့ထိုင်းဖတ်တယ်ငယ်ငယ်တည်းကအဲ့လိုစာဖတ်တာရန်ဝသနာပါတော့တအုပ်ချင်းစီတိုင်းတချို့စာဆိုရင်ဆိုရင်၃၄ခါလောက်ကိုဖတ်ဘူးလေဟုတ်အမေကတော့သူငယ်ငယ်ကပေါ့နော်ကလေးပြုဆောင်လို့တော့ရိုက်စီချင်တဲ့ကရက်တာလေးတစ်ခုရှယ်ဒါမှမရိုက်ဖြစ်ခဲ့ဘူးပေါ့အဲ့တော့ကလေးကရက်တာလေးဆိုအခုမှရရင်တော့လည်းလည်းအသက်ကြီးသွားပြီပေါ့အဲ့ဒီမိုးကုတ်ဆဝိုင်းဆိုရဲ့ ကားလေးတစ်ခုရရှိပါရှိရဲ့ဟာအဓိကတော့ကွာကိုပဲပို့ပြောတော့เนาะတိရစ္ဆာန်ဖက်ကိုစူးစမ်းဖြစ်နေပါရှင်ကာရက်တာရွေးချယ်တော့ကိုနဲ့လိုက်မလားကိုကဒီကာရက်တာကိုဘယ်လောက်ထိစူးစမ်းနိုင်မလဲဆိုတာကိုပဲစဉ်းစားပြီးတော့မြန်မာလေဒီကာရက်တာကိုကြိုက်တာပေါ့เนาะအဲ့ဒါကိုပဲအဓိကထားပြီးရွေးဖြစ်ပါရှင်ဟုတ်ပါညီမအသက်ရွယ်နဲ့မလိုက်တဲ့ကာရက်တာဆိုလဲရှိမှာပဲလीเนาะအဲ့ဒါကိုပဲကြိုက်ပြီးတော့ ရွေးဖြစ်ပါရှင်တခြားအရန်ကြီး character ရွေးချယ်ရရောမလို့ဖြစ်သေးဘူးကြိုက်တာကြိုက်တာဆိုရင်တော့အအခုရွှေရုပ်လို character ဆိုရင်တော့ဒီမှာတယောက်ဆောင်ဟာတကယ်သဘောကျတဲ့ character ပြောရပါတယ်ပေါ့နော်ဒါပေမဲ့အခုရိုက်ခဲ့တဲ့ character အကောင်လုံးလည်းသဘောကျပါတယ်အမတ်တရားတွေက KBC ဆိုတဲ့ character ဆိုလည်းညီမအရန်သဘောကျခဲ့ရတဲ့စက်ကောင်ပါရှင် ်ညီမတို့အရင်ကအားပေးခဲ့ကြတဲ့ပရိသတ်တွေကိုအခုအားပေးနေကြတဲ့ပရိသတ်တွေကိုအားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်။နောက်လည်းဒီကအများကြီးပူကျေးဇူးတင်ပါတယ်။